တတိတိချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒီနေ့တင်ပေးမှာဒါအခုလာမယ်16ရက်17လ2025အတွက်ပေါ့နော်20ကြိမ်မြောက်ထိတ်လည်ပိတ်နဲ့တခွက်ကောင်းလေးကျွန်တော်တင်ပေးသွားမှာပါနော်ဒါကတော့ကျွန်တော်တို့ထွက်ရှိပြီးသားမှတ်တမ်းလေးပါဒါလေးကိုမှကျွန်တော်နောက်ဆုံးထွက်ခဲ့တဲ့မှတ်တမ်းလေးပေါ့နော်ဒီမှတ်တမ်းလေးကိုကျွန်တော်သုံးအပင်သုံးပင်အနေနဲ့ကျွန်တော်ခွဲပြီးတော့ပြပေးထားတယ်ကဲဟုတ်ပြီကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ဒီထိတ်ဆီးယူတဲ့ site လေးကိုကျွန်တော်အရင်ပြပေးသွားမယ်နော် ကျွန်တော်တို့ထိတ်ဆီးယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဗျာနော်ဒီက၈ရဲ့ဒီတိုင်းပေါင်းမယ်နော်ကျွန်တော်မိတ်ဆွေ၈နဲ့၈နဲ့ပေါင်းနော်၈ရဲ့၈ရဲ့ဒီက၃ညနော်ဒါလိုမျိုးပေါင်းလိုက်မယ်၈ရဲ့၈ရဲ့၃ညရဲ့ပေါင်းနော်ကျွန်တော်တို့က600ရတယ်ဗျာနော် ကျွန်တော်မျိုးတွေမြင်ရလားမသိဘူး၈ရက်၈ရက်၃ရက်ပေါ့နော်ကျွန်တော်တို့၆ရက်နော်ဟုတ်ပြီအဲ့ဒီ6နဲ့ညီမြတဲ့တံမိုးပေါ့နော်ကျွန်တော်တို့ဒီထိတ်စီပေါင်းခြင်းလဲပါမယ်နော်ဟုတ်ပြီကြည့်အောင်ဒီက3ရက်3ရက်နော်3ရက်3ရက်ရေဒီကထိတ်စီဖြစ်တဲ့3ရက်တလို့ပေါင်းမယ်နော်ကျွန်တော်မြားလေးထည့်ပေးလိုက်မယ်နော်ကျွန်တော်မိတ်ဆွေလေးဒါမှ ပို့ပြီးတော့ရှင်းသွားအောင်မလို့နော်3ရယ်3ညရယ်3ရယ်ပေါင်းတော့လေအဲ့မှာကျွန်တော်တို့600ရတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီဒါကျွန်တော်ဒီပထမအပင်ထိပ်စီးကိုမူဘက်ယူပြီးတော့နောက်ပင်တွေမှာအဲ့တိုင်းပဲသွားမယ်နော်ကဲဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်မှာဆိုလို့ရှိရင်ကြည့်ရအောင်နော်ဒီအပေါ်အပင်တိုင်းပဲအပေါ်အပင်တိုင်းပဲဆိုဒီမှာ၈နဲ့၈နဲ့ဆိုဒီမှာဆိုလို့ရှိရင်2နဲ့4နဲ့ပေါ့နော် နှစ်နဲ့လေးနှစ်ရယ်လေးရယ်ဒီက9ရယ်ပေါ့နော်ဒီလိုသွားမယ်ပေါ့နှစ်ရယ်လေးရယ်9ရယ်ပေါ့နော်ကျွန်တော်တို့ဘာရမလဲနှစ်နဲ့လေးနဲ့ပေါင်းတော့6 6နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့1ရတယ်ဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီအပင်တိုင်းပထမအပင်တိုင်းပဲသွားမှာဆိုတော့ကျွန်တော်တို့ကြည့်ရအောင်နော်ဒီက3ပေါ့နော်3ရယ်9ရယ် ဒိုင်းသွားမယ်3ရယ်5ရယ်ဒီမှာဒီကထိတ်စီးရယ်ပေါင်းရလဲဒါကျွန်တော်တို့တစ်ဖြစ်ရမှာပေါ့နော်3ရယ်5ရယ်ပေါင်းတော့ကျွန်တော်တို့8ရတယ်ဗျဒီတစ်ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီက8နဲ့3နဲ့ပေါင်းမှကျွန်တော်တို့ကတစ်ဖြစ်မှာဆိုတော့ကျွန်တော်တို့ဒီကထိတ်စီးအနေနဲ့ဒီနေရာမှာ3ဖြစ်ရမှာပေါ့နော် 3ရက်5ရက်ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့1အဲဟုတ်ပြီနော်ကျွန်တော်မျိုးတွေရှင်းလာမသိဘူးဒါကျွန်တော်ဒီပထမအပင်တိုင်းပဲကနန်းယူသွားတာပါနော်ဟုတ်ပြီကျွန်တော်တို့အဲ့တော့အခုလာမဲ့ပင်တွေကြည့်အောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒီက9နဲ့8နဲ့ဖြစ်မှာပါနော်9ရက်8ရက်9ရက်ပေါ့နော်ဒီတိုင်းပေါင်း9ရက်8ရက်ပေါင်းတော့ကျွန်တော်တို့9ရတယ်9နဲ့9နဲ့ပေါင်းတော့ ကျွန်တော်တို့လေးရတယ်ဗျာနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကြည့်ရအောင်ဒီထိတ်စီးရဖို့ဆိုလို့ရှိရင်ဒီက9ရယ်9ရယ်ပေါ့နော်9ရယ်9ရယ်အခုလာမယ်ထိတ်စီးရပေါ့ရင်လည်းကျွန်တော်တို့ဒါလေးရမှာပေါ့နော်ဒီလေးရဖို့ဆိုလို့ရှိရင်9နဲ့9နဲ့ပေါင်းတော့10နော်10နဲ့ကျွန်တော်တို့ကဒါ 6နဲ့ပေါင်းမှကျွန်တော်တို့က4ရမှာဗောနော်အဲ့တော့ကျွန်တော်တို့ဒါထိပ်စည်းအနေနဲ့ကျွန်တော်တို့6ရပါတယ်ဗျာနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကျွန်တော် ထိပ်စည်းပြထားတဲ့ site ပြီးသွားပြီနော်အဲ့တော့ကျွန်တော်တို့ခားလဲတိုင်းယူတဲ့ site လေးကျွန်တော်တို့ဆက်ကြည့်အောင်ဗျာခားလဲတိုင်းယူတဲ့ site လေးမှာဆိုလို့ရှိရင်ကြည့်အောင်ဒီက နှစ်ရဲ့နှစ်ရဲ့ဗောနော်ဟုတ်နှစ်ရဲ့နှစ်ရဲ့ရဲ့ရရှိဒီသုံးလုံးပေါင်းရင်ဗောနော်နှစ်ရဲ့နှစ်ရဲ့ပေါင်းတော့၄၄နဲ့၈နဲ့ပေါင်းတော့ဒါကျွန်တော်တို့200တယ်ဗျာနော်အခုကခါးလေတိုင်းရှာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခါးပေါင်းခြင်းလေးတော့ပါမှာပေါ့နော်ဟုတ်ပြီကြည့်ရအောင်ဒီက၃ညရဲ့ 3ရယ်နော်3ညရယ်3ရယ်ဒီဟာခါလဲတိုင်းဒိုင်းပေါင်းပါဗောနော်3ညရယ်3ရယ်9ရယ်ပေါင်းတော့လဲအိမ်မှာကျွန်တော်တို့200တော့တွေ့ရတယ်နော်ဒီ3လုံးပေါင်းရင်2ဒီ3လုံးပေါင်းရင်2နော်အဲ့ဒီအတိုင်းပဲဒီအောက်ကဘယ်နေမှာကျွန်တော်တို့ဆက်ကြည့်အောင်နော်ဒီအောက်ကဘယ်မှာဆိုလို့ရှိရင်2ရယ်4ရယ်ဗောနော်2ရယ်4ရယ် ဒီကနေဒီသုံးလုံးပေါင်းခြင်းပါနော်နဲ့နဲ့လေးနဲ့ပေါင်းတော့6 6နဲ့နဲ့ပေါင်းတော့ကျွန်တော်တို့ဒါ800လေဗျာနော်ခင်ဟုတ်ပြီအပေါ်ကအပင်တိုင်းပဲဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ဒီက9ရယ်8ရယ်အခုလာမယ်ဒီမှာ sorry ဒီကခါးတစ်လုံးရယ်နော်ပေါင်းရင်လဲဒါကျွန်တော်တို့800ရမှာပေါ့နော်ဒီသုံးလုံးပေါင်းခြင်း8ဒီသုံးလုံးပေါင်းခြင်း8ဖြစ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ ီ9ရယ်10ရယ်ပေါင်းတော့38ဖြစ်ဖို့ဒီ10ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ3နဲ့ကျွန်တော်တို့9နဲ့ပေါင်းမှကျွန်တော်တို့က10ဖြစ်မှာပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကြည့်အောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်အဲ့မှာအပေါ်ကပင်တိုင်းမယ်နော်ခဏနေရအောင်နေရထားလေးတွေက6နဲ့4နဲ့6နဲ့4နဲ့4နဲ့9နဲ့နော်ဒီ3လုံးပေါင်းခြင်း ီသုံးလုံးပေါင်းခြင်းကိုယူမယ်6ရက်4ရက်ပေါင်းတော့3ည9ပေါင်းတော့ကျွန်တော်တို့ဒါခွန်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းရလဲဒါခွန်ဖြစ်ရမှာပေါ့နော်ဒီက9ရက်8ရက်8ရက်ဒီမှာအခုလာမဲ့ခါတလုံးရပေါ့နော်9ရက်8ရက်ပေါင်းတော့ကျွန်တော်တို့ခွန်အခုလာမဲ့အဲ့ဒီဒီခွန်ရဖို့ဆိုလို့ရှိရင်ဒီခါးလဲတိုင်းက တုံညဖြစ်ရမှာပေါ့နော်ဒါမှကျွန်တော်တို့ဒီသုံးလုံးပေါင်းရင်ခွန်ဒီသုံးလုံးပေါင်းရင်ခွန်ဖြစ်မှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ထိပ်စီးပြီးသွားပြီခါးလေတိုင်းလည်းပြီးသွားပြီနော်အဲ့တော့ကျွန်တော်တို့အပိတ်ယူတဲ့ site လေးကျွန်တော်တို့ဆက်ကြည့်အောင်အပိတ်ယူတဲ့ site လေးမှာဆိုလို့ရှင်ရင်ကျွန်တော်တို့ကြည့်ရအောင် တရား၃ညနဲ့၉နဲ့ပေါင်းမယ်နော်၃ညနဲ့၉နဲ့ပေါင်းတော့ကျွန်တော်တို့ကိုရတာပေါ့နော်ကျွန်တော်တို့ကဒီအပိတ်ရှာတာဖြစ်တဲ့အတွက်ဒီနောက်ပိတ်ပေါင်းရင်တော့ပါမယ်ဗျာနော်ကဲဟုတ်ပြီ၃ညနဲ့၉နဲ့ပေါင်းတော့၉ဒီက9ရဲ့2ရဲ့ဒီက2 မှာ9ရက်2ရက်2ရက်ပေါင်းတော့လေအဲ့မှာကျွန်တော်တို့ကိုနော်ကျွန်တော်အမျိုးကြီးရှင်းလာမသိဘူး။တုံညာနဲ့ကိုနဲ့ပေါင်းတော့နှလုံးပေါင်းရင်ကိုဒီမှာ3လုံးပေါင်းရင်ကိုနော်အဲ့ပုံအဲ့ဒီကဏ္ဍနေရာအောင်နေရာထားလေးအတိုင်းပဲဒီအောက်ကပင်တွေကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်နော်။ကဲအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကြည့်အောင်ဒီကနောက်တစ်အမှတ်မှာဆိုလို့ရှိရင်9နဲ့2နဲ့ပေါ့နော်9နဲ့2နဲ့ပေါင်းတော့ကျွန်တော်တို့ ခွန်ဟုတ်ပြီအဲ့ဒီဒီက6ရဲ့9ရဲ့ပေါင်းတော့1ဒီခွန်ဖြစ်ဖို့ဆိုလို့ရှိရင်ဒီနေရာကကျွန်တော်တို့6ဖြစ်ရမှာပေါ့နော်ဒီနှလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဖြစ်ရမှာဟုတ်နော်ဒီသုံးလုံးပေါင်းခြင်းကလည်းခွန်ဖြစ်ရမှာဆိုတော့6နဲ့9နဲ့ပေါင်းတော့1 1နဲ့ကျွန်တော်တို့အဲ့မှာ6နဲ့ပေါင်းမှကျွန်တော်တို့ဒါခွန်ဖြစ်မှာပေါ့နော် အဲ့တော့ဒါနောက်ဒုတိယပင်ပြီးသွားပြီနော်အဲ့တော့ကျွန်တော်တို့အခုလာမယ့်ပင်အတွက်ကြည့်အောင်အခုလာမယ့်ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီက6နဲ့6နဲ့ပေါ့နော်အပေါ်အပင်တိုင်းပဲ6နဲ့6နဲ့ဒီနှလုံးပေါင်းရင်ငါနော်ဒီနှလုံးပေါင်းရင်ငါဆိုလို့ရှိရင်ဒီသုံးလုံးပေါင်းရင်းရလဲငါဖျားမှာပေါ့เนาะအပေါ်အပင်တိုင်းပဲကိုယ့်ရဲ့ရှစ်ရဲ့ဒီအခုလာမဲ့ ရှင်းတဲ့ဒီအပိတ်တလုံးရပေါ့နော်ရှင်းတဲ့ဒီအပိတ်တလုံးနဲ့ပေါင်းရင်လည်းဒါကျွန်တော်တို့၅ဖြစ်ရမှာပေါ့နော်ဒီ၃လုံးပေါင်းခြင်းငါဒီ၄လုံးပေါင်းခြင်း၅ဆိုရင်ဒီ၃လုံးပေါင်းခြင်းကလည်း၅ဖြစ်ရမယ်နော်ငါဒီ၃လုံးပေါင်းခြင်းကလည်း၅ဖြစ်ရမယ်ဆိုတော့ကြည့်ရအောင်၉နဲ့၈နဲ့ပေါင်းတော့ကျွန်တော်တို့ခွန်ခွန်နဲ့ကျွန်တော်တို့က၈နဲ့ပေါင်းမှကျွန်တော်တို့က၅ရမှာပေါ့နော်အဲ့တော့ ကျွန်တော်တို့ဒီနေ့ထုတ်ပေးတဲ့ site လေးရာတကွက်ကောင်းအနေနဲ့ကတော့ဒါ638ပါနော်638ဒီမှာကျွန်တော်တို့ဒီအပင်မှာပြန်တိုက်ကြည့်မယ်ဆိုရင်ဒါ20ကြိမ်ဆိုလို့ရှိရင်29 18 19 18ဒီမှာ16ကြိမ်ပါဒီ formula လေးတိုင်းပဲသွားတော့နော်356ဆိုပြီးတော့အဲ့မှာကျွန်တော်တို့ဒီ formula လေးအရာဒါဒယ်ဆင်းသွားတာပါနော် ခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒီကနန်းယူနေရထားလေးကနန်းနေရအောင်နေရထားလေးတွေတိုင်းပဲယူကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တကွက်ကောင်းနေနေရတော့ဒါ63ရရှိပါဗျာနော်အခုလာမဲ့16ရက်17လ2025ဒါ20ကြိမ်မြောက်အတွက်တင်ပေးခြင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုခုမှဝင်ကြည့်တဲ့မိတ်ဆွေတွေအနေနဲ့ကလည်းကျွန်တော်နောက်ထပ်လည်းဒီလိုမျိုးတကွက်ကောင်းလေးတွေတင်ပေးဖို့ရှိပါသေးတယ်နော်ကျွန်တော်ရဲ့ channel ကို subscribe ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဘေးက notification လေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်နော် အားလုံးပဲပောက်ကနန်းနေရရှိကြပါသေးဗျာ။